Hello အခုကတော့ EV ဆိုင်ကတစည်းဝယ်ယူတဲ့အခါမှာကျူတင်စဉ်းစားမဲ့အချက်၅ချက်ကိုမိုတော်နီကယ်ဆိုင်ကချစ်သူမိတ်ဆွေတွေအတွက်အကျိုးရှိအောင်လို့ဒီကနေ့ပြပြပေးတတ်ကြပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်ကြောင်မှာမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်။ဆိုင်ကတစည်းဝယ်ယူတဲ့အခါမှာတော်တော်ကကျူတင်စဉ်းစားမဲ့အချက်၅ချက်မှာနံပါတ်၁ပြောသွားသည်ဘက်ထရီ။ဘာဘက်ထရီအမျိုးအစားကိုတုံးထားတာလဲ။ဘလောက်ကိုဘလောက်အမ်ပီယာကိုတုံးထားတာလဲ။ဒါအဓိက main အနေနဲ့ဆက်စင်ရမယ်။နံပါတ်၂ကတော့မော်တာနော်။ မော်တာကဘလောက်မော်တာဝက်ကိုတုံးထားရလဲအဲ့ဒီမော်တာနဲ့ဘယ်နှစ်နှစ်အာမခံပေးထားတာလဲဒါအောင်ကျွန်တော်တို့မော်တော်နိကေဆိုင်ရဲ့ချစ်သူမိတ်ဆွေတွေဒါနမနဲ့အနေနဲ့ကျူတင်ဆက်စရာမယ့်အချက်တွေပေါ့လူရဲ့ SM5 EV ဆိုင်ကလေးပြောလိုက်ရင်ဒါကံလာလေးကြီးရတော့ဒါရောင်းဆောင်ထွက်တယ်ဒီအခုကျွန်တော်ရဲ့ရှိတဲ့မှာရှိနေတဲ့လူရဲ့ SM5 EV ဆိုင်ကြီးရတော့မော်တာဝက်က1200မော်တာဝက်ကိုတုံးပေးထားပါတယ် ဒါကလုံးကကျွန်တော်ဣတိဆိုင်ကလေးဒီဝေပြက်ခါမှာသူနေစဉ်းစားမယ်ချက်၅ချက်လို့ပြောခဲ့တယ်။နံပါတ်၄စဉ်းစားမှာဒီကတော့ပထမပြီးရင်နော် မော်တာဝက်ဘလောက်မော်တာဝက်တွေတုံးတာလဲနော်မော်တာဝက်ဘလောက်မော်တာဝက်တွေတုံးတာလဲဒီမှာဆိုရင်ဒါကျွန်တော်တိကျပြီမယ်လူရဲ့ SM5 EV ဆိုင်ကမှာဆိုရင်ဒါမော်တာဝက်ကဒါ1200မော်တာဝက်ကိုတုံးမိထားတယ်1200မော်တာဝက်ကိုတုံးမိထားတယ်တချို့ကကြတော့မော်တာဝက်ကြီးလေကြိုက်လေဆိုတဲ့အုပ်စုလည်းရှိတယ်နော်ဒါပေမဲ့ခက်ကလာအရာတော့ ျွန်တော်အကောင်းဆုံးအကျဉ်းဉာဏ်ပြုလာမယ်ဆိုရင်လူရဲ့ EV ဆိုင်ကတည်းကနော် EV ဆိုင်ကတည်းကဝယ်ယူတဲ့အခါမှာအကောင်းဆုံးအကျဉ်းဉာဏ်ပြုလာမယ်ဆိုရင်မော်တာဝက်ကအနည်းဆုံးပထမမော်တာဝက်ကိုအနည်းဆုံးသုံးသိချင်တယ်နော်ရှင်းရတော့ဘာလို့အရင်တော့ပေါ်ရတော့ရှိတယ်ဒါပေမဲ့ဒီခေတ်ကာလမှာတိတ်မခိုက်ပြီးတော့နော်အဲ့ဒါတထောင်မော်တာဝက်ကိုအနည်းဆုံးဝယ်သိချင်တယ်ဒါကတော့လူရဲ့ S&P 5 EV ဆိုင်ကမှာတော့ဒါကမော်တာဝက်က1200မော်တာဝက်ကိုသုံးမိထားတယ်ဒါလုံးဝအနည်းတော့နော် ထောင်းနေရာမော်တာဝက်ကတော့ EV ဆိုင်ရဲ့ဈေးကိုထမှာလူကြိုက်အများဆုံးမော်တာဝက်နော်ပြီးရင်သူ့နောက်မှာဆိုရင်ထောင်းကားမော်တာဝက်လည်းလာရှိမယ်2000ထောင်းမော်တာဝက်လာရှိမယ်နော်ပြီးရင်မော်တာဝက်3000ထောင်းလည်းလာရှိတယ်တချို့ကျတော့မော်တာဝက်အကြီးကြီးလိုချင်တာရှိတယ်မော်တာဝက်ကြီးတိုင်းကောင်းတာမဟုတ်ဘူးဘာလို့လဲဆိုရင်မော်တာဝက်ကြီးလေပတိအားကပူပြီးမှစွဲလေပူယုံရတယ်အဲ့အတွက်ပတိအားကုန်တာလည်းပူမြန်လေလေဖြစ်တတ်တယ်အဲ့အတွက်ကျွန်တော်တို့ကမော်တာဝက်ကိုတားကြီးအကြီးကြီးမလို့နော် ပုံမှန်ပတိယလေးတန်းကြာရှိခန့်ကျင်တယ်ပုံပြီးမှ나이ကြကြတုံးမြင်တယ်ဆိုတော့မော်တော်ဝက်အနေတော့တထောင်မုံရင်1200 1500ဒီလောက်ကတော့အနေတော့ပဲဒီလောက်ကတော့အနေတော့ပဲအဲ့တော့ဒီလူရဲ့ SMB ပါ EV ဆိုင်ကမတော်ဒါမော်တော်ဝက်က1200မော်တော်ဝက်ကိုတုံးပေးထားတယ်ဒါ1200မော်တော်ဝက်ကိုတုံးပေးထားတယ်ပြီးတော့ဒီလူရဲ့ SMB ပါ EV ဆိုင်ကမတခုအားတာချက်ကဘယ် EV ဆိုင်ကရီမာမအမကမပေးထားတဲ့ ်အာမခံအကြံကြီးပေးထားတယ်အဲ့ဒါကတော့မော်တာဝက်ကိုမော်တာဝက်ကိုပြောတာပေါ့မော်တာကို၃နှစ်တတိအာမခံပေးထားတယ်နော်မော်တာကိုဘယ်နှနဲ့အာမခံပေးထားလဲဆိုရင်၃နှစ်တတိဒါလူရန်တစ်မျိုးတည်းပဲရှိသေးတယ် EV ဆိုင်ကယ်ဈေးကွက်ထဲမှာမော်တာအကျဉ်းဆုံးအာမခံပေးထားတာဒီလူရန် EV တစ်မျိုးတည်းပဲရှိသေးတယ်ဒါဆိုရင်ဒါနော်မော်တာကို၃နှစ်တတိအာမခံပေးထားတယ်ကျန်တဲ့ brand นี่ဆိုရင်ဒါ နော်တစ်နှစ်လောက်ပဲအမကန်ပေးနေချိန်မှာလူရန် EPD မော်တာကို3နှစ်တိတိအမကန်ပေးထားတယ်ဒါတော့1100မော်တာဝက်ပေါ့1100မော်တာဝက်ပေါ့ပြီးတော့တစ်ခုကဒီလူရန် SMD 5 EV ဆိုင်ကမှာ liquid cooling မော်တာကိုတုံးထားတယ်နော် liquid cooling မော်တာကိုတုံးထားတယ်အဲဒီမှာကျွန်တော်ပြပေးမယ်ဒါတော့ဒါသူ့ရဲ့မော်တာဝက်အတွင်းထဲဟာပေါ့နော်သူကအေးခံအရင်နီးပညာကိုတုံးထားတယ်နော်အေးခံအရင်နီးပညာကိုဒါက သူကမော်တာထဲမှာမှာသူကပြက်ကအေးပြော်ရေပေါ့နော်ဒီထဲမှာအေးတမျိုးပါတယ်နော်အေးတမျိုးပါတယ်အဲဒီမှာသူကမော်တာဒီလိုမျိုးလဲနေမှာကြာဒါပေမဲ့သူကဟီမတက်တော့တော့ဒီလက်ကအေးပြော်ရေနဲ့ပေါင်းဆက်ထွက်လုပ်ပေးထားတာဖြစ်တဲ့အတွက်နော်ဟီတက်တဲ့အပူချိန်ကိုလုံးဝရှော့ချပေးတယ်နော်အများကြီးရှော့ချပေးတယ်အဲ့ဒီတော့တော်တော်တန်တန်မှာကျွန်တော်တို့ကဒီဟီတက်တာများလို့နော်ဒီတက်တာများလို့မော်တာလောင်သွားမှာလို့မော်တာကဆွတ်ဆောင်ရေကျသွားမှာလို့ဒီလိုမျိုးမဖြစ်တော့ဘူး ဒါကတော့နော်လူရန် EV ဆိုင်ကလေးမှာအဓိက အားသာချက်ဒီမော်တာနော်မော်တာ၃နဲ့အမကန်ပေးထားတယ်ဘာလို့အမကန်ပေးနိုင်တာလဲဆိုရင်လျက်ကအေးပြော်ရင်းနဲ့ပေါင်းစပ်ထုတ်လုပ်ပေးထားလို့နော်ဒီမော်တာထဲမှာနော်လျက်ကအေးပြော်ရင်းတစ်မျိုးထည့်သွင်းပေးထားတယ်အော်ဒီမှာမော်တာလည်နေပြီဒါကျွန်တော်ဆိုင်ကတစ်စီးပဲကြည့်ကြည့်နော် EV ဆိုင်ကတစ်စီးပဲကြည့်ဒါမော်တာလည်နေပြီလည်နေတဲ့အချိန်မှာဒီထဲမှာလျက်ကအေးပြော်ရင်းကပါနေတယ်လျက်ကအေးပြော်ရင်းထည့်သွင်းပေးထားတာဖြစ်တဲ့အတွက် ဒီမော်တာကဘလောက်ပဲနော်ခီးမိုင်သွားနေနေခီးမတက်ဘူးတော့မဟုတ်ဟီးတက်ကောင်းတက်လိုက်မယ်တော်တော်ညာလေအဲ့ဒီဟီးတက်တဲ့အပူချိန်ကိုလုံးဝရာခိုင်နှုန်းအများကြီးကိုရှော့ချပလိုက်တယ်အဲ့ဒီတော့တော်တန်မော်တာလောင်တာမျိုးမော်တာဟီးတက်ပြီးမှဆန်းဆန်းရေးကြသွားတာမျိုးလုံးဝလုံးဝမဖြစ်တော့ဒါကလူရန် EV ဆိုင်ကယ်ရဲ့အဓိကအားတာချက်ပေါ့ EV ဆိုင်ကယ်စီးဝယ်ယူတဲ့အခါမှာနံပါတ်၃အနေနဲ့စဉ်းစားပါလိမ့်ဘယ်နှမိုင်သွားလို့ရလဲဘယ်နှမိုင်မောင်းလို့ရလဲ ဒါတော့အားလုံးကြိုတင်စဉ်းစားကြလိမ့်မယ်လို့ယုံကြည်တယ်နော်။ဘာလို့လဲဆိုရင်ဒီကာလမှာနော်ပြည်စမီရလည်းတခါတရံမှာလာတော့အစမပြရလေးရှိကောင်းရှိမယ်နော်ပြည်ဒေတာလေးရှိကောင်းရှိမယ်။ဒီလူကာလမှာခီးမှန်မြင်များတော်ရည်လေးပူကောင်းလေးလေးပေါ့ဟုတ်တော့အဲ့ဒါတော့ဤဒီဆိုင်ရတဲ့ဈေးဝယ်ပြက်ကမှာနံပါတ်3အနေနဲ့စဉ်းစားမှဒီဘယ်နှမိုင်မောင်းလို့ရလဲနော်။အခုကျွန်တော်ရဲ့ရှိတဲ့တက်မှာရှိနေတဲ့လူရဲ့ SMB5 ဤဒီဆိုင်ကတော့ မိုင်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့ကနော်မိုင်90နဲ့မိုင်90နဲ့55မိုင်ကြားလောက်ကို ECC ပေါင်းမြင်လို့ရတယ်နော်မိုင်90ဝင်းကျင်မိုင်90ကျကျော်အဲ့ဒီဝင်းကျင်လောက်မှာ ECC ပေါင်းမြင်လို့ရတယ်ဒါကတော့လူရန် SM5 EV ဆိုင်ကမှာပေါ့နံပါတ်၄အနေနဲ့နံပါတ်၄အချက်အနေနဲ့သူတင်စဉ်းစားရမှာဒီသူ့ရဲ့ top speed အနေထားဘယ်လောက်မောင်းလို့ရတယ် ။ဘာလို့လဲဆိုရင်နော်တချို့ကရှိတယ်ကြာတချို့ကဥမာ EP ဆိုင်ကစီဝယ်မယ်နော်တချို့ကကျတော့သူ့ရဲ့ top speed လေးတွေကနည်းနည်းလေးနေလဲမောင်းလို့ရတယ်။ဥမာကီလိုမီတာ30လောက်တို့40လောက်တို့50လောက်တို့နော်အမျိုးမျိုးရှိတယ်။အဲ့တော့သူ့ရဲ့ top speed များလေပုံကကောင်းနေတယ်။အမြင့်ဆုံး top speed က55ကီလိုမီတာအထိဆွဲလို့ရတယ်နော်55 56တိတက်တယ်ဒါကလူရဲ SMB5 EV ဆိုင်ကမှာအမြင့်ဆုံး top speed 55ကီလိုမီတာတိဆွဲလို့ရတယ်ပေါ့နော်ပြီးတော့အဲ့ဒီ55ကီလိုမီတာကိုကျွန်တော်တို့ကဒါအခုကျွန်တော်လီမာကိုလွတ်လိုက်ပြီလီမာလွတ်လိုက်ပြီနော်လီမာလွတ်လိုက်ပြီအဲလီမာလွတ်လိုက်ပြီမနောက်နောက်ဝဲလေးကိုချေလိုက်တော့ဘာနောက်ဝဲလေးကိုချေလိုက်အားဒီမှာဒါကျွန်တော်အမြင့်ဆုံး top speed က55ကီလိုမီတာ56လောက်ဒါအမြင့်ဆုံးဖြစ်တယ်ဒါလူရန် SMB ပါ EV ဆိုင်ကမှာတော့နော်ဒီမှာဆိုရင်ဒါ daylight မီလေးတွေရောပါနော်ဟုတ်ဒီမှာလုံးဝချစ်စရာလေနော်ချစ်စရာလေနော်ချစ်စရာလေ အဲဒီမှာဆိုရင်ဒါနော်ဒီလိုက်မီလေးတွေရောဒါပပတ်လဲဝန်းရထားတာဒါပပတ်လဲဝန်းဝန်းရထားတာဒါတော့ LED ရှီမီကြီးနဲ့ဟော LED ရှီမီကြီးနဲ့အဲတော့ကိုလာဟိုပြောလို့ပြောတာမဟုတ်ဘူးကျွန်တော်တွေ့မဲ့ EV ဆိုင်ကြီးထဲမှာတော့လူရဲ EV ဆိုင်ကြီးကဒီဇိုင်းပိုင်းကတော်တော်မိုက်တယ်ပြီးအမကန်ကလည်းကြမ်းတယ်နော်အမကန်ကလည်းမော်တာဟိုတောင်တုံးတဲ့အမကန်ပေးထားတယ်အဲပြီးတော့ကျွန်တော်တို့ရှီဖောက်တွေကိုတစ်ချစ်ကြည့်အောင်ကျွန်တော်ရှီဖောက်နော် ်ရှီဖောက်ဆိုလဲလုံးဝကိုနော်ဒီမှာဆိုလဲရှီဖောက်မှာလူရန်အမတ်တိတ်လဲထွန်းထားတယ်ပြီးရင်လုံးဝကျွန်တော်ဖောက်ဆန်းဆောင်ကြီးကလုံးဝညိမ့်တယ်နော်လုံးဝဖောက်ဆန်းဆောင်ကြီးကလုံးဝညိမ့်တယ်ပြီးတော့ဒီမှာနော်ကျွန်တော်တို့ break တွေဆိုလဲနော်ကျွန်တော်တို့ shit this now this နော် break တွေဆိုလဲ this break တွေကိုတုံးမိထားတယ်ပြီးရင်ဒီမှာ2ဖောက်2ဖောက်ဘယ်လောက်ကျင်ရလဲနော်2ဖောက်အကျယ်ကြီးပဲနော်အကျယ်ကြီးပဲဟွာငါဆိုင်ကအုတ်ထုတ်တလုံးကောင်းအောင်ဆန့်တယ်ဆိုင်ကအုတ်ထုတ်တလုံးအပြင်ကို ော့တူလီမိုလီပစ္စည်းတွေအများပြားထပ်ထည့်လို့ရသေးတယ်နော်တူလီမိုလီပစ္စည်းအများပြားထပ်ထည့်လို့ရသေးတယ်ပြီးရင်ဒါကတော့ breaker ပေါ့ဒါလေးကတော့ breaker ပေါ့နော်ဒါကတော့ကျွန်တော်တို့စံကယ်ရထားခဲ့ပြီးညာအိတ်ချိန်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဟိုအပြင်မှာခဏရထားခဲ့တဲ့အချိန်ပဲဖြစ်ဖြစ်စံကယ်ပြောက်မှာစိုးရိမ်နေဆိုရင်ဒီလိုမျိုးဒါ breaker လေးကိုချထားခဲ့ဒါဆိုရင်လုံးဝတော့ဖွင့်လဲနော်အထက်ထဲမှာအလုံးမလုံးတော့ဘူးနော်တော့ဖွင့်လဲအလုံးမလုံးတော့ဒီလိုမျိုးဘေးမှာ ဆိုင်နဲ့မီလေးတွေနော်ဒီလိုက်မီလေးတွေပါခြင်းအပြင်နော်ကျွန်တော်ရုပ်တည့်ညပိုင်းမှာဖြတ်သွားရင်တောင်မှဘေးကမြင်လိုက်တဲ့လူတိုင်းကအာကြည်စမ်းဘင်းရဲ့ချစ်စရာလေးပါလားလှလိုက်တာပါလားနော်ဒီလိုမျိုးနဲ့ချင်းချင်းစရာကောင်းတယ်အရန်နဲ့ချစ်စရာလေးကိုကျွန်တော်တော့တော်တော်တဘောကြတယ်တော်တော်တဘောကြတယ်နော်လူရဲဆိုတဲ့အတားတစိုက်ကိုနောက်မိမှတစ်ခါရဲထွန်းထားတယ်သူရဲ့ logo logo design ကိုယူပြီးမှအဲ့ဒီ logo design ကိုနောက်မိမှပုံစံတစ်ခါရဲထွန်းပလိုက်တယ် ါတော့ဘေးချစ်ပြမီနော်စင်ကနေမီပေါ့နော်ဘေးချစ်ပြမီဘေးချစ်ပြမီဆိုလဲကျွန်တော်ကပုံမှန်ဆိုရင်စိုင်းကလေးမှာဆိုရင်ဘေးကိုထွက်နေတာတော့နော်အတွန်းပိုင်းမှာတခါလဲအုံကြီးနဲ့တတ်ထားတာတော့ဒီမှာတော့ဘေးချစ်ပြမီကိုလဲလုံးဝနော်လုံးဝချစ်စရာကောင်းအောင်ဘီပုံဒရန်လေးနဲ့နော် V shape ပုံစံလေးနဲ့ကျွန်တော်တို့ကတက်ဆင်ပေးထားတယ်အဲမိတုံမိတုံမိတုံပေါ့နော်အဲ့တော့ကိုချစ်စရာကောင်းတယ်။အဲ့တော့ကိုချစ်စရာကောင်းတယ်။အဲပြီးရင်ကျွန်တော်ဒီမှာဆိုရင်ဒါ ကျောမီပေါ့နော်ကျောမီလည်းပါတယ်နောက်ဆုံးနံပါတ်5အချစ်စစားပါအပူပစ္စည်းပေါ့ပူဝင်မဲ့အင်းဒီဇိုင်းကအပူပစ္စည်းမမှန်ကန်ကန်ရရဲ့လားအပူပစ္စည်းလွယ်လွယ်ကူကူနဲ့ဝယ်လို့ရရဲ့လားဆိုတာကိုအဓိကစဉ်းစားပါအခုဒီမှာဆိုရင်ဒါလူရန်ကလုံးဝအပူပစ္စည်းတွေကိုနော်စိတ်ကြိုက်ရွေးချယ်ဝယ်ရချင်တာဖြစ်ပါဒီဒါဘယ်ဘက် break ကိုပါမယ်ပြီးတော့ဒီဥစားဆိုလို့ရှိရင်ဒါ shift break ပေါ့နော် shift break ဆိုလို့ရှိရင်လည်းဒီမှာ disk break ဦးတွေရောဒီမှာဒီလက်ကင်တွေရော နောက်တစ်ခုကဒီမှာသလိုရှင်လဲဒါရှေ့ဖောက်ပေါ့နော်ရှေ့ဖောက်သလိုရှင်လဲမန်နိုင်လေးရမယ်ဒီဘက်ကဖောက်နှချောင်းလေးရမယ်ပေါ့နော်ပြီးရင်ဒါသလိုရှင်လဲကွန်ထရိုလာရမယ်ခြားကြရလဲရှိမယ်ပြီးလို့ရှင်ဒါတော့သလိုရှင်လဲဒီမှာဒါ NFC NFC ကတ်နေပေါ့နော်ဒီမှာဒီဘက်ကဒါတော့နှချောင်းပေါ့ဒါဆိုတော့အွန်လိုင်းလေးတွေလည်းရမယ်ပေါ့နော်ပြီးလို့ရှင်ဒါ DC to DC လေးတွေလည်းရမယ်ပြီးရင်ဘက်မှန်လေးတွေပေါ့နော်ပြီးရင်ဒါဆိုလို့ရှင်လဲဒါဒါကတော့ cycle battery အတွင်းတိုင်းမှာဒီထည့်တဲ့ခါကြလို့ရှင်မလှုပ်အောင်လို့ဘေးကနေပြီးတော့ဟိုကာရတဲ့အကာလေးတွေပေါ့နော် ဒါဆိုလို့ရှိရင်လည်းခြေနင်းများတွေရမယ်ပြီးရင်ဒါခြားကြကာဘာတွေရမယ်ပြီးလို့ရှိရင်ဒါနောက်ကမော်တာကာဘာတွေရမယ်ဒါဆိုလို့ရှိရင်လည်းဒီမှာဆိုလို့ရှိရင်လည်းဒါအကုန်လုံးလိုအပ်တဲ့ပူပစ္စည်းတွေအကုန်လုံးလွယ်လွယ်ကူကူနဲ့ကျွန်တော်စီမှာရရှိနိုင်မှာဖြစ်ပါတယ်ဒါတွေဒီကတော့ cycle တစ်စီးလုံးသာရှိတဲ့အဲအစိပိုင်းတွေကိုတေချာမြင်အောင် ပြပေးထားတာပေါ့နော်ဟုတ်ပါပြီဖြစ်ဖြစ်ကျွန်တော်ဘက်ထရီကိုလေးကြောက်လဲရတော့မယ်ဆိုလို့ရှိရင်6လုံးလုံးကိုအမျိုးအစားတူ ampere တူ အဲ့ဒီဟာတွေကိုပဲလဲတင်ပါတယ်ဟိုလိုမျိုးကျွန်တော်တို့ဒီ23 ampere ကတစ်လုံးအ35 ampere ငါးလုံးအဲ့လိုမျိုးတွေလဲလဲလို့အဆင်မပြေပါဘူးအဲ့ဒါလေးတစ်ခုကိုကျွန်တော်ပြောပြခြင်းပါတယ်အဲဒါကတော့ကျွန်တော်တို့ဒီမှာရှိတဲ့ spare part ပစ္စည်းအစုံဖြစ်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့အဲဒီဥစ္စာလေးကအဲခြားခြားတုံးလေးပါကျွန်တော်တို့အခုဒီလူရန် F60 မှာရော S95 မှာရ 4MPR charger တွေအသုံးပြုထားပါတယ်ဗျ။ဒီဥစ္စာလည်း original charger ပါ။အဲကျွန်တော်တို့ဒီ charging MPR ကတော့ 4MPR ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အခု battery 6လုံးကိုအသွင်းမယ်ဆိုလို့ရှိရင်အဲ6နိုင်ဝန်းကျင်အသွင်းရမှာဖြစ်ပါတယ်။ပြီးတော့ဒီမှာ function တစ်ခုကကျွန်တော်တို့အသွင်းထားတယ်ဆိုလို့ရှိရင်အဲ6နိုင်ပြည့်သွားတာနဲ့ကျွန်တော်တို့ကဝီးခလုတ်ကိုသွားပိတ်เสียရမလို့ပဲနဲ့ auto battery က full charge ဖြစ်သွားလို့ရှိရင် သူ့ရဲ့ဒီအာသွင်းတဲ့ဥစ္စာကို auto cut off လုပ်ပေးထားတဲ့ signal လေးပါပါတယ်ဗျအဲ့တော့အာသွင်းတဲ့နေရာမှာလည်းပို့ပြီးတော့စိတ်ချလက်ချနဲ့အာသွင်းလို့ရမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ရဲ့အမကန်တစ်နှစ်ပေးထားတဲ့ controller လေးပါဒါလေးလည်းကျွန်တော်တို့ကဒီမှာ spare part ပို့ပြီးစီးလိုရတဲ့ဆိုလို့ရှိရင်လည်းရရှိနိုင်အောင်လို့ဒီမှာ spare part ရရှိနိုင်ပါတယ်အဲကျွန်တော်တို့စီကဟို official showroom ကနေဝယ်ထားတဲ့ mobile နဲ့အရင်ဝင်ထားတဲ့ဘိန်းတွေအတွက်လည်းလိုရတဲ့ဆိုလို့ရှိရင် controller လေးဒီမှာဝယ်လို့ရပါတယ် အဲ့ဒီအချက်၅ချက်အတိုင်းကိုတည်တည်ချာချာစဉ်းစားပြီးမှဝယ်ယူရဲဆိုရင်တော့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေရဲ့နော်ငွေကုံရာဂျိုတက်တာမှာတော့အီကန်ပါပဲခင်ဗျာ